ဒီအရေးပြားယောဂါတစ်မျိုးဖြစ်တဲ့ဒီအရေးပြားမှုယောဂါကဘာယောဂါလဲပေါ့နော်အရေးပြားယောဂါတွေထဲမှာဆိုလို့ရှိရင်အသွေးရများတဲ့ယောဂါတစ်မျိုးလည်းဖြစ်တယ်ပေါ့နော်ဒီကလက်သေးတွေမှာလည်းပုံလို့ဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့အရေးပြားမှုယောဂါကဘာလဲဆိုတာကိုမျှဝေပြီးမှဖြစ်ပါတယ်နော်အားလုံးမိပါပါနော်ဒီနေ့ဝီရီတို့ရဲ့ share channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်နော်အရေးပြားမှုယောဂါကအလေးလာတဲ့အချက်တွေထဲမှာဆိုလို့ရှိရင်ပေါ့နော်ဝါတဲ့တူတွေမှာပုံပြီးဖြစ်တတ်တယ်လို့ပြီးလို့ရှိရင်စီးချုပ်ယောဂါတဲ့တွေမှာလည်း ဲပို့ပြီးတော့ဖိတက်တာပေါ့နော်တချို့မဆိုလို့ရှိရင်လေရာရန်ဖုတ်တွေကပြီးတော့ပေါ့နော်မှုရောကအစိုက်ပိုင်းထိမိတာကြောင့်လဲကူးဆက်တယ်လို့ပြောလို့ရနိုင်တယ်နော်ဒီရေပြားမှုရောကကိုဘလို့ရှာဖို့ပေးလို့နိုင်မလဲဆိုလို့ရှိဥပမာဝီရိုကဆရာဝန်တွေနဲ့သွားပြတာရမယ်ပြီးလို့ရှိရင်အရေပြားအထူးကူဆရာဝန်တွေနဲ့ပေါ့နော်ဒီမှုရောကပိုးကိုဆရာဝန်တွေကခွဲခြားပေးနိုင်ပါတယ်ဒါကြောင့်မလို့ကိုမနီရဲ့ရောင်ရမ်းရာရနေတဲ့အရေပြားနေရာများကိုဆရာဝန်ပြသပေးဒါဆိုလို့ရှိရင်တိကျတဲ့အဖြေတွေပေါ့ ော့နော်ဒီပိုးရဲ့အမိကိုလည်းတတ်နိုင်တယ်ပြီးလို့ရှိရင်ဒီဆရာဝန်တို့လည်းဒီကောင်းကောင်းမွန်မွန်စစ်စေးပေးလို့နိုင်တယ်ပေါ့နော်ကိုကမှုယောဂဖြစ်နေတဲ့အတွက်ကြောင့်မို့ထိရောက်ဆုံးကူတာတဲ့နီးမှာတော့မှုတက်စေးလေးဖြစ်တယ်ပေါ့နော်ဒီမှုတက်စေးတွေလိမ့်နာမျိုးတွေအနာဖြစ်နေတဲ့ယောဂနေရာမှာတိုက်ရိုက်လိမ့်နိုင်ပြီးတော့အများဆုံးသုံးပြတဲ့နီးလန်းလည်းဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဝူရီတို့ကဒီရာရန်တဲ့နေရာတွေရောင်ရမ်းတဲ့နေရာတွေကိုတက်တာစေတယ်ပေါ့နော်အရှင်းဆုံးပြောရမယ်ဆိုလို့ရှိရင်မှုယောဂတဲ့တွေကကူတာရန်ခက်ခဲတယ်ပေါ့ ေါ့နော်ဒါပေမဲ့ယောဂလက္ခဏာကိုကိုကသိရှိလာပြီဆိုလို့ရှိရင်ကုတမှုသေးသေးကြကြပေးနိုင်တော့အကောင်းဆုံးဟိုဖြစ်စေနိုင်တယ်ပေါ့နော်ဒီလက္ခဏာကိုတွေးရှိလို့ရှိပေါ့နော်ဆရာဝန်တို့နဲ့ကိုကအရင်ဆုံးပြသပေးတည်တယ်နော်ဒါတာဆိုလို့ရှိရင်အရေးပြားမှုယောဂကပါလဲဆိုတာကိုအားလုံးသိလိုက်မယ်လို့ထင်ပါတယ်နော်ဒီလိုရဲ့နောက်ထပ်ကျမရေးဘူးဒီကတွေကိုအများနဲ့မျှဝေပေးနေတဲ့ channel ဖြစ်တဲ့အတွက်ကြောင့်လို့နောက်ထပ်ဗီဒီယိုတွေကိုကြည့်ရှုနိုင်အောင်လို့ဒီ subscribe လေးနှိပ်သွားပေးဖို့မေးပါနဲ့နော်